ိုကာဟာပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်ပိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွေတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘက်ကိုဒေါင်းလုပ်ရယူပြီး promo code 1 soccer house နဲ့အတူအကောင်းဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးတွင်ွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါရစေ ဆိုင်ဘာဂိမ်းနဲ့အခြားအကစားနည်းတွေပြင်အခါအလျောက်စွာရှိနေတဲ့ promotion တွေကနေစူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခု video ရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။စကားပြတဲ့များလို့မဲမင်္ဂလာပါခင်ဗျ။ကျွန်တော်ဒါဒီနေ့မှာကတော့ဒါအင်္ဂလန်အသင်းရဲ့ဒါတိုးတက်မှုတွေပေါ်ပြပြတွေ့ချဲ့လက်ထက်အင်္ဂလန်အသင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှာ ကျွန်တော်နဲ့တူစီတူကနေပြီးမှတုံသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါညီမင်္ဂလာပါကိုအင်္ဂလန်တင်းကဒါကမ္ဘာဖလားချစ်စုပွဲမှာဆိုရင် UEFA UEFA ဆုံးမှာဆိုရင်ဒါပထမဆုံး ါချစ်စွဲအောင်တဲ့အသင်းဖြစ်တယ်ဒီတူချဲလက်ထက်မှာလည်းဒါတူးတက်မှုတွေအများကြီးမြင်ရတယ်ခုဆိုရင်ဒီပြိုင်ပွဲဒီ competitive match ရှစ်ပွဲစတိုက်ပြီးကိုလုံးဝမရှိတဲ့ဒါစံချိန်ကိုလည်းဒါယူသွားနိုင်ခဲ့တာပေါ့လေအင်္ဂလန်တင်းကတော့ရလပန်းရဒါအများကြီးတိုးတက်လာတာလေးလည်းတွေ့ရတယ်ဒါပေမဲ့တချို့ဟာလေးတွေလည်းဒါပြောစရာလေးရှိမှတင်ပါတယ်ဒါဒီပြောပိုင်းရကစားသမားအသုံးပြုမှုအရာ လိုအပ်ချက်တွေနောက်ထပ်တော့ဝင်ဖန်စရာတွေတချို့လည်းရှိနေအောင်မယ်လို့ထင်ပါတယ်အရင်ဆုံးဒါအင်္ဂလန်တင်းဒီတူချက်လက်ထက်ဒါတိုးတက်လာမှုအခြေအနေလေးလည်းစစ်တူစပြီးတုံ့ပြန်ပြပါဦးညီဟုတ်ကဲ့ကိုဒါသမတ်တူကာလက်ထက်မှာအခုနောက်ပိုင်းပေါ့နော်ဒီပြီးခဲ့တဲ့ September International Break, October International Break, November International Break ဒီ camp ၃ခုမှာအတိုးတက်ဆုံးကာလတစ်ခုကိုကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်တော်တော်လေး ပုံပေါ်လာတယ်ပေါ့နော်။ Thomas Tuchel လိုချင်တဲ့ပုံတစ်ခုပေါ်လာတယ်လို့ပြောရမယ်။အဲ့ဒီအရှိမအောင်ကကြိုးကြောင်ဖြစ်တာလေးရှိရတာ။ Senegal ကိုရှုံးတာတို့အဲဘာလို့ပေါ့နော်။အဲ့အရှိမသိအားရဖို့မကောင်းဘူး။ဒါပေမဲ့အခုနောက်ပိုင်းမှာပို့ပြီးတော့အားရဖို့ကောင်းလာတယ်။ပုံစံကောင်းကိုတောက်လျှောက်ပြသလာနိုင်တာကိုတွေ့ရတယ်။ပြီးတော့အင်္ဂလန်အသင်းအတွက်ပေါ့လေဒီ Southgate Letter ထဲကနေခေါင်းစားစရာ ဖြစ်နေခဲ့တဲ့ဒီ double pivot ကွင်းလေပိုင်းပေါ့နော်ကွင်းလေအထိုင်ဟိုရီမစ်ဖီအပိုင်းကိုတောမတ်တူကာအဖြစ်ရှာတွေ့သွားခဲ့တယ်ပေါ့နော်အဲ့တော့သူအဖြစ်ရှာတွေ့သွားတယ်ဆိုတာထက်စာရင်တော့အဒီဒက်ကလန်ရိုက်စ်နဲ့လိုက်ဖက်ညီပြီးတော့အင်္ဂလန်အသင်းရဲ့ကစားရံတစ်ခုလုံးကိုအကျိုးပြုနိုင်မယ်ကစားသမားတစ်ယောက်ပေါ်ထွက်လာတယ်ပေါ့နော်အဲ့တော့အဲ့ကစားသမားကတော့အဲလီယက်အန်ဒါဆန်အဲလီယက်အန်ဒါဆန်စကစားတဲ့အချိန်ကစပြီးတော့ဒီဒက်ကလန်ရိုက်စ်နဲ့သူ့ရဲ့ခြားကအတွဲညီမှုကိုတွေ့ရတယ်ပြီးတော့ခန်းစစ်ပိုင်းမှာ တော်တော်အားကိုးရတဲ့ပုံစံကိုကျွန်တော်တို့တွေ့ရတယ်ပေါ့လေအဲ့တော့ပြီးခဲ့တဲ့ယူရိုတော့ကဆိုရင်ဒါ later stages တွေမှာအခုဘီမေနူးကစားတာမျိုးရှိတယ်အဲ့တော့ခိုဘီမေနူးက technical ဘိုင်းနဲ့ပတ်သက်လို့ကတော့ကောင်းမွန်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ defensive quality ဘိုင်းပြီးတော့သူ့ရဲ့ physicality အပိုင်းပေါ့နော်ဒီအပိုင်းလေးတွေမှာကြာတော့လိုအပ်ချက်လေးတွေရှိတယ် အဲလီယန်ဒါဆန်ကအဲဒီဟာတွေအကုန်လုံးကိုဒါဖြစ်ရှင်းပေးလိုက်တယ်ပေါ့နော်အဲ့တော့အဲလီယန်ဒါဆန်ရဲ့ဒက်ကလန်ရိုက်စ်ရဲ့ခွင်းလည်အတွဲကအရန်ကောင်းလာတယ်ပြီးတော့ဒီဒက်ကလန်ရိုက်စ်ရဲ့ခြေစွမ်းကလည်းကျွန်တော်တို့ကြုံဘူးခဲ့တဲ့ခြေစွမ်းတွေပေါ့နော်တောက်လျှောက်ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ဒီယူရိုတွေမှာပြီးတော့ဒီကမ္ဘာဖလားပြိုင်ပွဲတွေမှာမြင်တွေ့ခဲ့ရတဲ့ဒက်ကလန်ရိုက်စ်ထက်အခုက the best version တခုကိုရရှိနေတယ် overall ပေါ့နော် overall တိုက်စစ်ခံစစ်ဒီခွင်းလည်ထိန်းချုပ်မှုပြီးတော့သူကိုယ်တိုင်ရဲ့ဒီ technical ability ပေါ့နော်အဲ့တော့အားလုံး အကောင်းဆုံးအခြေအနေတစ်ခုကိုရောက်ရှိလာအဲ့ဒီအတွက်အင်္ဂလန်ပို့ပြီးတော့ကြွတက်လာတယ်ပြီးတော့ဘယ်လောက်ထိသူ့ရဲ့လူဝင်အားတောင့်တင်းနေတယ်လဲဆိုရင်ဒီနံပါတ်10ရိုးမှာအရန်ကောင်းခဲစရာတစ်ခုကိုအကျုံတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီအကြောင်းကိုတော့ကျွန်တော်နောက်ပိုင်းကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးကြတာပေါ့လေအဲ့တော့အင်္ဂလန်အသင်းရဲ့ဒီကာလလက်ရှိအခြေအနေမှာကျွန်တော်တို့မြင်တွေ့နေရတာဆိုရင်တိုးတက်မှုတွေတော့ရှောင်မြင်တွေ့နေရတယ်သောမတ်တူခဲလ်ရဲ့အဲဒီမှန်ကန်တဲ့ချင်းကပ်မှုပေါ့နော်လက်ရှိသူသွားခြင်းတဲ့ structure တစ်ခုရှိတယ်ပေါ့နော်အဲ့ structure နဲ့မှန်ကန်တဲ့ ကျင့်ကပ်မှုကိုသူပြုတ်လုံနေပေါ့ဥပမာဒါ market threshold ကိုသုံးဆွဲမှုလိုမျိုးပေါ့အဲ့တော့အခုမှသူထသုံးတာမဟုတ်ဘူး तू ဒီပြီးခဲ့တဲ့နေရာဒီတွေကသူသုံးနေတာဘာလို့ threshold ကိုသုံးနေအဲ့ threshold အဲ့တော့ကခြေစွမ်းကအဲ့လောက်ကြီးမဟုတ်သေးဘူးအခုလောက်မတည်ငြိမ်သေးဘူးအဲ့ဒီအချိန်တွေမှာသူဝေဖန်ခံရတယ်ဒါပေမဲ့ तू သုံးတာက तू structure အတွက်သုံးတာ तू သွားကျင်တဲ့ structure တခုရှိတယ်အဲ့ဒီအတွက်သုံးတယ်ပေါ့နော်အဲ့တော့မှန်ကန်ခဲ့တာကိုတွေ့ရပြီးတော့အခုအချိန်တိုင်းတာတစ်ခုရောက်လာတဲ့အခါမှာ rush ကလည်းဘာစီလိုနာအသင်းမှာခြေစွမ်းကောင်းပြတ်တာနေတယ်အခု ဒီအင်္ဂလန်အသင်းမှာလည်းခြေစွမ်းကောင်းတွေပြန်လည်ပြသလာတာကိုကျွန်တော်တွေ့ရတယ်သူကဒီ structure ကိုအဓိကအားကိုးတဲ့ပေါ့နော် structure ဘိုင်းကိုဒီတိဆောက်ဖို့အတွက်ဟိုအလေးပေးခဲ့တယ်အဲ့အလေးပေးမှုကလက်ရှိအချိန်မှာတော့အတီးပွင့်ခံစားရသူအစတော့ပြောခံရတာရှိတယ်ဒါပေမဲ့အခုအတီးပွင့်ခံစားရတယ်ပြီးတော့နောက်ထပ်တစ်ချက် number 10 rule နဲ့ပတ်သက်ရင်လေသူပြီးခဲ့တဲ့ဒီပွဲတော်ကသူပြောခဲ့တယ်ပေါ့နော် အင်္ဂလန်အသင်းမှာဒီ Foden ကို Hurricane ကိုဘယ်လင်ဟန်ကိုကစားဖို့မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းပြောခဲ့တယ်။ဒါသူ့ရဲ့ structure နဲ့ပတ်သက်လို့လုံးဝ မှန်ကန်တဲ့အယူအဆပေါ့နော်ပြီးတော့ तू ကဒီ၃ယောက်ရှင်တွဲပြီးအတူမရှိနိုင်ဘူးဘယ်ထဲမှာလဲဆိုတော့သူ့ရဲ့ structure ထဲမှာဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်အဲ့သူ့ရဲ့ structure ထဲမှာ harmony မဖြစ်နိုင်ဘူးအဲ့တော့ तू ဟ foreign ကို central area ထဲမှာပဲအတုံးချဖို့အတွက်ယူရထားတယ်အဲ့ဒီအတွက်ဒီတောင်းမနေ तू ပို့မှာမဟုတ်ဘူးဆိုတာမျိုးလည်းပြောခဲ့တယ်ပေါ့နော်ဒါကစောက်ခဲ့ကျူးလွန်ခဲ့တဲ့အမှားအဲ့အရာကို तू မကျူးလွန်ဘူးလို့ तू ပြောတယ်ပြီးတော့ပြီးခဲ့တဲ့ international break တွေမှာ तू ပြပြတတပဲဘယ်လင်ဟန်တို့ဖိုဒန်တို့ကိုခောက်ထားတာလောက်ခဲ့တယ်ပေါ့နော်အဲ့တော့ဒူကာလုံးနေရရင်လည်းပတ်သက်လို့အနည်းငယ် ဒီ solder ကတက်စရာလေးတွေဖြစ်ခဲ့ပေမဲ့သူကအခုနောက်ပိုင်းမှာအဲ့ဒီ solder ကတက်စရာတွေကိုသူ့ရဲ့ structure ဘိုင်းဆိုင်ရာပြင်ဆင်မှုတွေနဲ့တက်သေးပြနိုင်တယ်လို့ပြောရပါလိမ့်မယ်ကိုမမရညီဒီအင်္ဂလန်တင်းကပြီးခဲ့တဲ့ယူရို2024လေးတုန်းကဆိုရင်ကိုပြန်ကြည့်လိုက်တော့ဖိုဒန်လိုဘောကပျောက်သွားတယ်ဖိုဒန်ကအဲ့ဒီယာတီကမန်ချက်စတာစီးတီးနဲ့တူငွေဘောအကောင်းဆုံး ဒါပုံစံပြခဲ့တဲ့ကစားသမားပေါ့နော်ဒီကစားသမားကလက်ရှိအတင်းရောက်တယ်ဒါဒီ tournament နေရောက်တဲ့ခါကျတော့ဘလို့မှအဆင်မပြေခဲ့ဘူးဒီအဆင်မပြေခဲ့ဟာတွေကလည်းအခုဒါညီပြောရတဲ့ဟာပေါ့လေဒါတူခဲလဲတူခဲပြောရလဲအခုလဲဒါတွေ့ပါတယ်ဒီ၃ယောက်ပေါ့ hurricane ရယ် bellingham ရယ် foden ရယ်ဒီ၃ယောက်ကတော့သူ့ system ကအဆင်မပြေနိုင်ဘူးဆိုတာပြောတာသူ့ system ရင်းမဟုတ်ဘူးဒါ socket ရဲ့ပုံစံမှာလဲ socket ရဲ့ system မှာလဲအဆင်မပြေခဲ့ဟာတွေတော့ဒါရှိခဲ့မယ်လို့တော့ဒါအထင်ပါတယ်ဒီနေရာမှာဒီ number 10 rule နဲ့ပတ်သက်ပြီးတော့မှဒါ bellingham ရယ် ဖူဒိုင်ရေပေါ့လေဒီနှစ်ယောက်ကိုကတော့ဒီတကန့်စီသုံးနေတာတွေ့ရတယ်အဲဘယ်လီယံသုံးတဲ့ပွဲဆိုဖူဒန်မသုံးဖူဒန်သုံးတဲ့ပွဲဆိုတော့ဘယ်လီယံမသုံးဘူးအဲ့နှစ်ယောက်ရဲ့အခြေအနေပေါ့လေဘသူ့ကိုသုံးတာကပုံပြောမှထိရောက်တဲ့ပုံစံမျိုးဒါစီသူမြင်မိတယ်မသိဘူးညီဟုတ်ကဲ့လက်ရှိအခြေအနေအခင်းအကျင်းမှာဆိုရင်နှစ်ယောက်စလုံးကတူခဲလေးရဲ့ဦးစားပေးမဟုတ်နေဘူးပေါ့နော်တူခဲလေးရဲ့ပို့ပြီးတော့ဦးစားပေးထားတာက Morgan Rogers ဖြစ်နေတယ်ဒါပထမဒီဒီလက်ရှိပထမပတ်သွားတော့ကျွန်တော်တို့မြင်ရလိမ့်မယ်ပေါ့နော်ပြီးတော့ Morgan Rogers က ်အမှန်တကယ်လည်းကောင်းနေအောင်တွေ့ရတယ်ဗောလေပြီးတော့ဒါသူ Morgan Gibbwhite ကိုဒါပြီးခဲ့တဲ့ International Break တွေတောင်ခေါ်လာခဲ့တယ်ဗောနော် Morgan Gibbwhite ကတော့အခုမပါတော့ဗောလေသူဘယ်တော့ကောင်းစားနေရလဲဆိုရင်9ရောက်တောင်ရှိတယ်ဗောနော်တောင်တောင်မီ9ရောက်တောင်ရှိရဆိုပြီးတော့သူပြောသွားတယ်ပြီးတော့ SA ကိုလည်း3လမျိုးရှိတယ်ဗောနော်ဒါပြီးခဲ့တဲ့ Ultra International Break မှာ SA ကိုအဲ့နေရာ3ခဲ့တယ် ပထမတပွဲကို Anse 3တယ်နောက်တပွဲကို Morgan Rogers 3တယ်အခုဒီမှာကြတော့ Morgan Rogers ကိုပထမပွဲ3တယ်ဒုတိယပွဲကို Bellingham 3တယ်ပေါ့နော် Foden ကတော့နှစ်ပွဲစလုံးအခုဒီ November International Break ရဲ့နှစ်ပွဲစလုံးမှာသူအရန်အနေနဲ့ကစားသွားတယ်ပေါ့နော်အဲ့တော့ Foden ဟာဒီတူခက်လည်းပြောကြားပုံအရဆိုရင်တူခက်ကသူက force 9အတွက်ပါသူကပြောထားတာပေါ့နော် force nine အတွက်ယူရထားပြီးတော့လက်ရှိအချိန်မှာလို့ Oliver Kings တို့လိုကစားသမားတွေ Ivan Toney တို့သို့မဟုတ်ဒီ Dominic Solanke တို့ Danny Welbeck တို့အစရှိတဲ့ number 9တွေကိုတယောက်မှမခေါ်လာဘူးအခုလောလောဆယ်မှာ Foden ကိုသူက9 and a half ဆိုပြီးတော့သူပြောထားတယ်ပေါ့နော် number 9အတွက် force nine အနေနဲ့လည်းကစားနိုင်တယ် number 10အနေနဲ့လည်းကစားနိုင်တယ်လို့ပြောထားတယ်အဲ့ဒီအတွက် Foden ကိုသူဒီစဉ်းစားထားတဲ့ပုံစံက Hurricane နေရာကိုဟိုအစားဝင်မှုပုံစံပြောမယ်ဆိုစတာတာမဟုတ်ဘူးပေါ့နော်ဒီပွဲရဲ့အခြေအနေကိုပြောင်းလဲမဲ့ကစားသမားဖြစ်သူဒါသုံးသပ်ထားတဲ့ပုံစံဒါကတော့လက်ရှိ marks ကနေကျွန်တော်တို့ကြည့်တာပေါ့လေပြီးတော့အဲဒီသူသဘောကျရတော့ဘယ်လင်ဟန်ကိုသူသဘောကျတယ်ရှေ့တော့ကလည်းသုံးခဲ့တယ်ဒါပေမဲ့ဘယ်လင်ဟန်တန်ရာရတဲ့အချိန်မှာတော့သူပြန်ခောက်ထားတယ် Morgan Rogers ကိုသုံးတယ် Morgan Rogers ကအဲတော်တော်လေးအန်ဝင်တဲ့ခြေစွမ်းကိုပြသနိုင်တယ်ပေါ့နော်အဲ့တော့အင်္ဂလန်ရဲ့နံပါတ်10နဲ့ပတ်သက်လာရင်ပုံဆွဲတဲ့လူအပေါ်မူတည်ပြီးတော့ပလစ်တိုင်ပြောင်းသွားလိုက်မယ်ပေါ့နော်အဲ့တော့ဒီဘယ်လင်ဟန်ကတော့ လက်ရှိအခြေအနေမှာအကောင်းဆုံးလို့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့ခြေစွမ်းကဒါသူပေါ်လွန်တော်ရဲ့နောက်ဆုံး၃ယောက်စီးရင်တယ်လေဝင်ဘူးတဲ့ကစားသမားသူ့ရဲ့ဒီ popularity ရောသူ့ရဲ့ခြေစွမ်းကပြီးတော့သူ့ရဲ့ဒီ cancel ကိုညင်နိုင်မှုသူ့ရဲ့ပါဝင်နိုင်မှုက hurricane နဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါ live ဖတ်ညင်မှုရှိတယ် Morgan Rogers ကလည်း live ဖတ်ညင်မှုရှိတယ်ဒါပေမဲ့ Morgan Rogers ကကြတော့ဟိုအလောက်ကြီးမြင့်တဲ့ level တွေအထိမရောက်သေးတဲ့ player တစ်ယောက်ဖြစ်တယ်ပေါ့နော်အော် Morgan Rogers ရဲ့ပြီးတော့ဒီ Bellingham ရဲ့ပြီးတော့ဒီ ဖိုဒန်တွေကိုကျွန်တော်တို့ဟိုအချိုးချကြည့်မယ်ဆိုရင်ဘယ်လီဟမ်ကတော့နည်းနည်းလေးအလေးတားနေတဲ့ပုံစံမှာရှိတယ်။ဒါပေမဲ့အခုနောက်ဆုံးပွဲမှာတနေ့အချိုးမပြေတဲ့ပုံစံလူလဲတဲ့အချိန်မှာလုတ်ခဲ့တဲ့အတွက်ဒူခဲရဲ့တတိပေးမှုကိုခံခဲ့ရတယ်ဆိုပြီးကျွန်တော်တို့ဟိုကြားရတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအနေအထားလေးတွေလည်းစောင့်ကြည့်ရမယ်ပေါ့နော်။အလက်ရှိနေစားအဲ့လိုရှိတယ်။ပြီးတော့နောက်ထပ်ခေါင်းခဲစရာတယောက်ကခိုးဖာမခိုးဖာမကလက်ရှိအခြေအနေမှာတရားရနေလို့ပေါ့နော်ခိုးဘာမားဟာလည်းနံပါတ်10 player တယောက်ဖြစ်တယ်ပေါ့လေအဲ့တော့ ကိုဘာမှတော့ကျွန်တော်ထက်တွက်ဖို့လိုသေးတယ်အဲ့တော့အင်္ဂလန်ရဲ့ဒီနံပါတ်10 force ကြီးကအရန်ကိုကြီးနေတယ်အန်စီကိုလည်းသူကနံပါတ်10အနေနဲ့တွက်လို့ရတယ် LW နေနဲ့လည်းတွက်လို့ရတယ်ပေါ့နော်အဲ့တော့ကိုဘာမှကိုလည်းနံပါတ်10အနေနဲ့တွက်လို့ရတယ်ညတော်မကစားသမားအနေနဲ့လည်းတွက်လို့ရတယ်အဲဒီဘယ်လင်ဟန်ကကြတော့နံပါတ်10ပုံစံမော်ဂါရော်ဂျာစ်ကလည်းနံပါတ်10ပုံစံဖိုဒန်ကကြတော့နံပါတ်10နဲ့နံပါတ်9နံပါတ်9မှာသူက force 9ပုံစံပေါ့နော်အဲ့တော့ဒီလိုမျိုးပုံစံလေးတွေခွဲပြီးတော့ကျွန်တော်တို့တွက်ရလိမ့်မယ်ပေါ့နော်အဲ့လိုတွက်တဲ့အခါမှာ ကစားဟန်ပလေးဆိုင်အပြောင်းလဲလေးတွေရှိတယ်လက်ရှိကွင်းလေအနှစ်ယောက်ပေါ့နော်ကွင်းလေနံပါတ်6နဲ့8အဲလီယန်အန်ဒါဆန်ရဲ့ဒက်ကလန်ရိုက်စ်ရဲ့ပြီးတော့ရှေ့ရဒီဟာရီကိန်းရဲ့အဲ့အတွဲဖက်နဲ့လိုက်ဖက်ပို့ပြီးတော့ညီနိုင်တာကဒီမက်ဆီမမ်ပိုတန်ရှယ်အထိရောက်နိုင်တာကဘယ်လင်ဟန်လို့ကျွန်တော်ကတော့ယူဆမိပါတယ်ပေါ့ ။နောက်မှလည်းဒါအင်္ဂလန်လေးဝိစင်တင်တို့ကတော့ဒီ number 10 rule ကွင်းလယ်နဲ့ပတ်သက်ပြီးမှရွေးချယ်စရာကစားမှလည်းတော်တော်ကြီးကိုလည်းများတယ်။ဒီမှာအခုနည်းနည်းလေးအားများတဲ့ပိုင်းကျတော့ဒီခန်းစစ်အင်အားပေါ့နော်ခန်းစစ်ကစားသမားအရင်နဲ့အရင်မြင့်နဲ့ပတ်သက်ပြီးမှတော့နည်းနည်းလေးစိုးရိမ်မိတယ်။ဒါပေမဲ့တကယ်တမ်းရလက်ကြတော့ ဆန့်ကျင်ဘက်ဖြစ်နေရပါလေဒီ competitive ရှင်းဘက်မှာဒီကမ္ဘာပလာချစ်စစ်ပွဲရှစ်ပွဲလုံးကိုအင်္ဂလန်ကလုံးဝပေးကိုလုံးဝမရှိဘဲနဲ့ဒါဆွတ်ဆောက်ထားနိုင်တယ်တကယ်လည်းခန့်စစ်အင်အားကြတော့ဟိုအခုအမြင်ရကြရင်တော့ဒီ profile ရရန်ကြီးအမြင့်ကြီးမဟုတ်တာလေးလည်းတွေ့ရတယ်။သုံးနဲ့ကစားမကြီးချီတော့လည်းဟိုလေပြင်းစင်အတင်ပွဲကြီးအတွက်အရန်ကြီးမမြင့်တဲ့ကစားသမားတွေပါလာလဲတွေ့ရဆိုအင်္ဂလန်တင်းရဲ့ခန့်စစ်အစုဖွဲ့ဘောဒါစီတူဘလိုတိုးတက်ခြင်းလည်းမသိဘူးကြီး။ ဟုတ်ကဲ့ဒါရှစ်ပွဲလုံးကိုမပေးရတာကကြာတော့အုပ်စုကလည်းခြောက်နေပေါ့လေအဲဒီအုပ်စုမှာဆိုရင်အယ်ဘေးနီးယားရယ်ဆာဗီးယားရယ်လက်ဗီးယားရယ်ပြီးတော့အမ်နောက်တစ်သင်းကဘာလဲမသိနောက်တစ်သင်းကအမ်မော်ဒိုဗာအမဟုတ်အန်ဒိုရာအဲ့တော့အကောင်လုံးကအရန်ကိုငယ်နေရပေါ့နော်အင်္ဂလန်နဲ့ရှင်တဲ့အခါမှာအဲ့တော့ဒါကလည်းတစ်ချက်ပေါ့လေခန်းစစ်အင်အားနေနေရဆိုတဲ့အချက်ကိုတော့ကျွန်တော်ဒါသဘောတူတယ်ပေါ့နော်ဟိုခန်းစစ်အင်အားကတော့နေနေရ ဒါပေမဲ့တခုကောင်းတာခန်းစစ်ကစားပုံကကြတော့မစိုးဘူးလို့ပြောလို့ရတယ်ခန်းစစ်ကစားပုံမစိုးဘူးပြီးတော့ဒီကွင်းလယ်ရဲ့ကာကွယ်ပေးပုံကွင်းလယ်ရဲ့ကာကွယ်ပေးပုံကပိုကောင်းလာတယ်ပြီးတော့ကွင်းလယ်ရဲ့ control ပေါ့နော်ပွဲတွေကိုပို့ပြီးတော့ထင်းချုံနိုင်တယ် control ကောင်းကောင်းနဲ့ထင်းချုံနိုင်တယ်အဲ့တော့အဲ့ဒီအတွက်လည်းခန်းစစ်ကလည်းဒီ expose ဖြစ်တဲ့အခြေအနေလေးတွေနေတာပေါ့နော်အဲ့တော့နေတဲ့အခါမှာတော့ဒီခန်းစစ်ကလောလောဆယ်တော့ဟိုအဆင်ပြေတဲ့အနေအထားတစ်ခုမှရှိတယ်ဒါပေမဲ့တကယ်တမ်းဒီ bigger test တွေပေါ့တကယ်အသိဉာဏ်ရနေရင်ဆိုင်ရမယ်ဆိုရင်တော့လောကလက်ကြည့်လို့မရ အလက်ကြီးစရာမလိုတဲ့ level မျိုးတော့မရှိသေးဘူးပေါ့နော်အဲလက်ရှိခန်းစစ်ကိုကြည့်မယ်ဆိုရင် KH ကဒီပြီးခဲ့တဲ့ဒီလက်ရှိ November International Break ပါတော့ဒါသူမကန်နိုင်ခဲ့ဘူးပေါ့နော် KH ကအင်္ဂလန်အင်္ဂလန်အသင်းရဲ့ခန်းစစ် unit ဖြစ်လာဖို့ရှိတယ်ပြီးတော့လက်ရှိအခြေအနေမှာ John Stones ကို ပြန်ရွေးလာတယ်ပေါ့နော်အဲ့တော့ John Stones ကသားသွားလာခုနောက်ဆုံးပွဲဆိုရင်စိတ်ဝင်စားဖို့ကောင်းတယ်အင်္ဂလန်အသင်းရဲ့ခန်းစစ်ကလည်းတော့ကွင်းလယ်ကိုတက်တက်ပြီးတော့ ပုံစံမျိုးပေါ့ကွင်းနဲ့တက်တဲ့ပုံစံမျိုးကစားသွားတယ်မန်ချက်စတာစီးတီးမှာလိုမျိုးကွင်းလေကအဒန်ဝါတန်နဲ့ဂျွန်စတုန်းစတွဲတာမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့ပုံစံမျိုးလေးကစားတယ်အဲ့တော့ဂျွန်စတုန်းကိုသူ့ရဲ့အရေအသွေး pure quality အရာကြည့်မယ်ဆိုရင်ဂျွန်စတုန်းဟာသူ့ရဲ့အကောင်းဆုံးနေ့တွေမှာကမ္ဘာထိပ်တန်း level မှာရှိတဲ့ player တစ်ယောက်ပေါ့နော်အဲ့အဲ့ကြောင့်မလို့လဲဂျွန်စတုန်းကိုရွေးထားတယ်လို့ယူဆတယ်ဒါပေမဲ့ခုနလိုမျိုးအရှိကိုတက်ပြီးတော့ပေါင်းတဲ့ပုံစံမှာဆိုရင်ဒီ right back ရွေးလာတဲ့ကစားသမားဖြစ်တဲ့ Reese James ဆိုပြီးတော့ဒီ ပြီးခဲ့တဲ့ပွဲမှာကစားသွားတဲ့ကွမ်ဆွာပေါ့နော်ကွမ်ဆွာကစန်တာဘက်ဖြစ်တဲ့အတွက်အဲ့နောက်မှာဒီ3 back ပုံစံအနေနဲ့ကြံခဲ့တာအဆင်ပြေတယ်ဒါပေမဲ့ rejains ရဲ့ quality ကကြတော့သူအနောက်မှာနေနိုင်နေနိုင်ခဲ့တယ်ဒါပေမဲ့သူရှေ့တက်သွားတာပိုကောင်းတယ်ပေါ့နော် region ရှေ့တက်သွားတာပိုကောင်းတယ်အဲ့တော့အဲ့ခန်စစ်မှာတိတ်ပြီးတော့ဟန်ချက်ပိုင်းဆိုင်ရာစဉ်းစားကြရလေးတွေရှိတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့လေပြီးတော့ဒီ Aston Villa အတင်းရဲ့ Konsa Konsa ကိုဒါတော်တော်သဘောကျတယ်ဒူကယ်က Konsa က mobile ဖြစ်တယ်ပေါ့နော် ပြီးတော့လှူရှားမှုလှူရှားမှုနဲ့ပတ်သက်လို့ပြီးတော့ဒီ ဘောပလေးရင်းနဲ့ပတ်သက်လို့ဒါအဆင်ပြေတဲ့စားသမားတစ်ယောက်ဖြစ်တယ်ပြီးတော့ဒန်ဘန်လည်းအဆင်ပြေတယ်ပေါ့နော်အဲ့တော့အင်္ဂလန်ရဲ့ခန်းစစ်စုဖွဲ့မှုကိုကြည့်ရင်ဟိုတကယ် high profile player တွေအများကြီးမပါဘူးအထူးသဖြင့် center backs မှာပေါ့နော် high profile တွေအများကြီးမပါဘူးဒါပေမဲ့စုဖွဲ့မှုအရာတော့သူကလည်းသူအလုပ်ဖြစ်နေတာတွေ့ရတယ်အဲ့ဒါကဘာကြောင့်လဲဆိုတာတော့ပေါ့နော်ကျွန်တော်ခုနအရှိမပြောခဲ့တဲ့အကြောင်းအချက်လေးတွေတော့ရှိတယ်အဲဒါပေမဲ့သူတို့က စာမပွဲကြီးတွေမရင်ဆိုင်ရသေးဘူးပေါ့နော်အဲ့ဒီအတွက်တော့ကျွန်တော်ကတော့တန်တရာရှိနေတော့မယ်ပြီးတော့ right back နဲ့ left back နေရာကြီးကကြာတော့အခုနောက်ဆုံး international break ပေါ့နော်အမှ O'Reilly ပြသသွားတဲ့ခြေစွမ်းပြီးတော့ Manchester City မှာပြသနေတဲ့ခြေစွမ်းအဲ့ဒါကအာကူဟိုတော်တော်လေးကောင်းတယ်ပေါ့နော် Miles Lewis ကလည်းကောင်းတယ်ဒါပေမဲ့သူ့ရဲ့ကစားဟန်ကနည်းနည်းလေး cancel ဘိုင်းနဲ့ပတ်သက်လာရင် concentration ရောတာမျိုးရှိတယ်ပြီးတော့ physical ဘိုင်းနဲ့ပတ်သက်ရင် အလိုအပ်ချက်လေးနည်းနည်းရှိတယ်ဒီကိုအိုရိုင်လီကအဲ့ဒီနှစ်ချက်လုံးပို့ပြီးတော့ပြည်စုံတယ်ပြီးတော့ तू က width ကိုအထဲထဲဝင်လာတဲ့စာရင်အထဲထဲကိုဝင်တယ်ဒါပေမဲ့ तू ကအစွန်ကနေအများကြီးကူညီပြီးတော့ဒါကစားပေးတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့ဒါကအဲ့လိုမျိုး with you ပေးထားတဲ့ပုံစံက market stretch for တို့အများကြီးအသုံးဝင်စေတယ်ပေါ့နော်အထူးသဖြင့် Manchester City ကဒီအတွဲဘက်ပေါ့နော် O'Reilly ရဲ့ Tokyo ရဲ့ Tokyo ရဲ့ပေါ့နော်အဲ့ပုံစံမျိုးကိုဒါက Rashford နဲ့ပုံစံချင်းဆင်တယ်ပုံစံချင်းဆင်တာဖြစ်တဲ့အတွက် ပန်ပြီးပုံဖော်ဖို့အတွက်ပိုလွယ်တာပေါ့နော်အဲ့တော့အရင်ကပြီးခဲ့တဲ့2020ယူရိုကအင်္ဂလန်ရဲ့ဘယ်ခံစစ်နဲ့ဘယ်တောင်မှတိုက်စစ်ကလုံးဝပြတ်ခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီပြတ်ခဲ့တဲ့အနေအထားတစ်ခုဟာလက်ရှိအချိန်မှာအများကြီးပို့ပြီးတော့တိုးတက်လာတယ်အများကြီးပို့ပြီးတော့ကောင်းလာတယ်လို့ကျွန်တော်ကတော့ယူဆထားတယ်ပေါ့လေပြီးတော့ right back နဲ့ပတ်သက်လာရင် regains ပြန်လာတယ်အဲ့ဒါကအရင်သဘောကျဖို့ကောင်းတယ် regains ကခံစစ်ကိုအလက်ဇန္ဒားအာနိုတအများကြီးပို့လုံတယ် ်ပြီးတော့ဟိုဘယ်လိုပြောမလဲ all round game ပေါ့နော်အလက်ဇန္ဒားအာနိုကလုံးဝချွန်ထွက်ပြီးကောင်းနေတဲ့ကိစ္စတွေအများကြီးရှိတယ်ဒါပေမဲ့ regains ရဲ့ all round game ကနိုင်ငံတကာပွဲတွေနဲ့ပိုလိုက်တယ်လို့ဒါကျွန်တော်ယူဆမိတယ်ပေါ့နော်အဲ့တော့ regains ရဲ့ဒါဆက်စီအသင်းမှာချက်ခိုင်မှုပြန်ပြည်လာပြီးတော့ပုံမှန်ခြေစွမ်းပြန်ရလာခြင်းအင်္ဂလန်အသင်းလည်းပြန်ပါလာခြင်းကတော်တော်လေးကောင်းမွန်တဲ့ကိစ္စပေါ့လေအဲ့တော့အင်္ဂလန်အသင်းရဲ့လက်ရှိ Kansas စုဖွဲ့မှုကိုကြည့်ရင်ဟိုအရန်ကြီး high ဖြစ်နေတဲ့ ဘယ်လိုပြောမလဲနာမည်အရင်ဟောဟောတောင်းနေတဲ့အနေအထားတော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့စုဖွဲ့မှုနဲ့ပြီးတော့နီးပြလိုချင်တဲ့ ability လေးပေါ့နော်အဲ့ဒါလေးတွေကတော့ရှိနေရတွေ့ရတယ်အဲ့ဒါလေးရှိနေခြင်းကြောင့်လည်းအခုလိုမျိုးခံစစ်ရလက်လေးတွေပေါ်နေရလို့ကျွန်တော်ကတော့ထင်တယ်ဒါပေမဲ့တေချာလာကဒါကြီးကိုစမ်းသပ်ဖို့အတွက်တော့ပိုကောင်းတဲ့ပြိုင်ဘက်တွေတော့လိုအပ်နေတယ်အခုအင်္ဂလန်သင်းအုပ်စုမှာဂျုံတွေးခဲ့တဲ့ပြိုင်ဘက်တွေကကြာတော့အင်္ဂလန်နဲ့ဒါ20လောက်กว่าတဲ့ level မဟုတ်ဘူး30လောက်กว่าတဲ့ဆာဗီယာလိုအသင်းအားစားဟို လူဝင်လူစင်းကောင်းပဲရှိတာအသင်းရဲ့ခြေစွမ်းကစုပ်ပြတ်တက်နေတဲ့အနေထားပေါ့နော်အဲ့တော့ဒီမော်လ်ဒိုဗာတို့ဟိုဆိုတာကလက်ဗီယာတို့ဆိုတာကကြတော့အရန်ကြီးကိုဥရောပရဲ့အောက်ဆုံးအဆင့်ထဲမှာရောက်နေတဲ့အသင်းတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အင်္ဂလန်ကဟိုတကယ်အစာမပွဲကောင်းနေနေတော့ဒါမတွေ့ရသေးဘူးလို့ပြောရပါလိမ့်မယ်ကိုဆေးရတယ်ပေါ့နော် ဒါပေါ့တော့အင်္ဂလန်ရဲ့ဒီအုပ်စုအနေသားကြလည်းတိုက်စစ်တော်လေးအားနေပါလေဒီပြည်ကနေရာရတဲ့အယ်ဘေးနီးယားဆိုတာလည်းအဲပုံမှန်အဖြစ်တခြားသင်းပွဲစဉ်တွေကြည့်မယ်ဆိုတိုက်စစ်က 1C 2C တိရက်ကိုပူပြီးမှသွင်းနိုင်တဲ့အသင်းမျိုးလည်းမဟုတ်ဘူးလေဆာဗီယာလည်းချစ်ဆွတ်ပြတ်တယ်နောက်ထပ်ဒီအန်ဒရိုရာတို့ဘာလို့ကြောင့်လဲဥရောပအသင်းငယ်လေးဆိုတော့ဒီလိုအသင်းနေနဲ့တွေ့ခဲ့လို့လည်းဒါအင်္ဂလန်ကကလင်းရှီရခဲ့တာလို့လည်းပြောကောင်းပြောလို့ရတယ်မဟုတ်လေဒီတော့ဒါလာမယ့်ချစ်ဆွတ်ပွဲတွေမှာတော့ပူပြီးမှ ဒီ image ပုံမြင်တဲ့အသင်းကြီးတွေနဲ့အင်တာအင်္ဂလန်ခြေစမ်းမယ်လို့ဒါမျိုးလေးရပါတယ်ဒါဒါပေမဲ့ဘာပြောပြောအင်္ဂလန်ရဲ့ခံစားအစုဖွဲ့လေးကြည့်မယ်ဆိုရင်တူခဲလိုချင်တဲ့ပုံစံမျိုးလေးကစားနိုင်တယ်နောက်တစ်ခုကကျတော့အခုတို့ဒါတူခဲအတွက်ပုံပြီးတော့မှလောကကန်ရလွယ်ကူသွားစေရဆိုရင်ဒါ Elias Anderson ရှိသလို Watson လိုမျိုးတကယ်ကိုတအားကိုကစားအောင်နဲ့ကစားသမားလေးတွေရှိတဲ့ဟာကျတော့တော်တော်ကြီးကိုအဆင်ပြေသွားစေမယ်လို့ထင်ပါတယ်အဲ့အတွက် Rice တို့လည်းကစားရတာပုံပြီးတော့မှ လွယ်သွားစီလဲပိုပြီးမှလည်းဘယ်လိုပြောဝင်တို့မှုမျိုးကျော်သွားစီမယ်လို့ထင်ပါတယ်ဒီနေရာမှာတူခဲကတော့ဒီ soccer နဲ့မတူတာကတူခဲက profile အဖြစ်ဒါအများကြီးမြင့်နေတယ်ဒါ champion league ရောက်ဘူးတယ် PSG တင်းတဲ့သူပြည်တွင်းဖလား champion တော်လုံးလဲဒါရောက်ခဲ့ဘူးတယ် Chelsea နဲ့တူလဲဒါအောင်မြင်မှုတွေရခဲ့မှုတွေနောက်တဲ့ Dortmund နဲ့တူလဲဒါ Super League ရခဲ့မှုတွေနီးပြဆိုတော့ဒီလိုနီးပြကိုရထားတဲ့အင်္ဂလန်အသင်းအနေနဲ့လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာ Champions League ကိုမျောမှန်းလို့ရတဲ့အဆင့်ပေါ့လေ Champions League ရမယ်လို့ပြောချင်တာတော့မဟုတ်လေမျောမှန်းလို့ရတဲ့အဆင့်ရောက်ပြီလားဆိုတာလဲဒါစစ်သူအစိုးရအနေနဲ့သုံးသပ်ပြီးပါဦးညီဟုတ်ကဲ့ကိုရောက်ပါပြီဒါကလောကငင်းချက်ထုတ်လို့မရနိုင်ဘူးပေါ့လေအင်္ဂလန်ရဲ့အင်အားပြီးတော့ Tuchel ရဲ့ level ပေါ့နော်အဲလက်ရှိ နိုင်ငံနီးပြားတွေထဲမှာထိတ်တန်းနီးပြားတွေအများကြီးရှိပါတယ်တလဖျူန်တေတို့ပြီးတော့အဲဒီရောဘတ်တိုမာတီနက်စ်တို့ဘော်ရက်စ်ယူပွန်ချတီနိုတို့ဒေးရှွမ်တို့အစရှိရအဲဒါမဲ့တူကယ်ရဲ့ငိုရဲဟွာငိုရဲက level ဟွာအဲ့ထက်မြင့်တဲ့ level မှာရှိရပေါ့နော်အဲ့တော့သူနဲ့တန်းတူသူထက်မြင့်တာဆိုလို့အန်ချယ်လော်တီပဲရှိရတယ်ဘရာဇီးလ်ကအဲ့တော့ဘရာဇီးလ်ကိုတော့ကြည့်ရမှာပေါ့နော်နီးပြားရဲ့ဒီပင်ကိုအရေသွေးကအရန်ကိုမြင့်တယ်ပြီးတော့သူဟာကပ်ပွဲတွေပေါ့နော်တော်နမန့်တွေကိုထူးချွန်တဲ့နီးပြားတယောက်ဖြစ်တယ်ပြီးတော့သူရဲ့ ီနီးပြူဟာနဲ့ဆိုင်တဲ့ vision ကအရင်ပြတ်သားတယ်အရင်ပြတ်သားပြီးတော့တိကျတယ်ပေါ့နော်အဲ့တော့အဲ့ဒီကအင်္ဂလန်သင်းကိုပို့ပြီးတော့အဆင့်မြင့်လိုက်တဲ့အရာဖြစ်ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ပြီးခဲ့တဲ့ Southgate လက်ထက်ကအတင်တက်ပို့ပြီးတော့အဆင့်မြင့်လိုက်တဲ့အဖြစ်ကျွန်တော်ယူဆတယ်ပြီးတော့အင်္ဂလန်ရဲ့လူစရင်ကအဆင်ဆက်တော့ကောင်းခဲ့တာပါပဲတကယ်တိတ်တိတ်ကျယ်လူစရင်တွေအများကြီးရှိခဲ့တယ်ဒါပေမဲ့အရင်တော့ကထားပါတော့ current generation ပေါ့နော်2004 2006အဲ့ဒီ generation မှာကဟန်ချက်မညီတဲ့ အနေထားဒါယူရို2004မှာဆိုပေါ်စကိုကိုဘယ်တောင်မှ3နာမျိုးတွေအဲ့လိုအနေထားမျိုးတွေပေါ့နော်ဒီကဘာကြီးမှာဖြစ်နေတဲ့တက်တကအဗော်လူရှင်းနဲ့ရှင်တွဲပြီးတော့အင်္ဂလန်သင်းရဲ့စကွတ်ကကြီးထွားနေတာပေါ့သူ့အတူနာမည်ကြီးနေတာပဲရှိတာပေါ့နော်အခုလူစင်းရကြတော့အဲ့လိုမဟုတ်ဥမာအတန်ဝါတန်လို့ပလေယာကကဘာကျော်အဆင့်မဟုတ်သေးဘူးဒါပေမဲ့သူ့ရဲ့ခြေစွမ်းကတကယ်ထိတ်တန့်ကွင်းလက်ကစားသမားတက်ရောက်ပါရှိရမယ်အရာတွေရှိတယ်မော်ဒန်ဂိမ်းနဲ့ ကောင်းကောင်းသားစားတာဖြစ်တယ်။ဒါအဲလီအန်ဒါဆန်တို့ဆိုလည်းတူတူပဲ။သူတို့ကစားနေတဲ့အသင်းတွေတော့ထိတ်တန်းသင်းတွေမဟုတ်ဘူး။ဒါပေမဲ့သူတို့ရဲ့ခြေစွမ်းကမော်ဒန်ဂိမ်းနဲ့လိုက်လျောညီထွင်ရှိတယ်။အဲ့အတွက်ဒီအသင်းကိုပို့ပြီးတော့ဒါအကူအညီပေးနိုင်တယ်။ပြီးတော့ဒီနီးပြားကလည်းအဲ့ဒါကိုဟိုနာမည်ကြီးမှရွေးမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ structure ကိုပဲယုံကြည်ပြီးတော့အဲ့ structure အရာသူတောက်လျှောက်ရွေးနေရအောင်တွေးရတယ် အဲပြီးတော့ဒီဘယ်လီဟန်တို့ကိုလည်းကောင်းကောင်းဟိုပညာပေးနိုင်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်သူရဲ့ဒီ classic kind တွင်ရဲ့ပုံစံသူ press conference တွေမှာပြောတဲ့ပုံစံပေါ့လေအဲ့တော့ Tuchel ရဲ့အသင်းကိုကြည့်မယ်ဆိုရင်ဒီ cancel လေးနည်းနည်းလေးဟိုပုံမှန်ထက်တော့ရော့နေရမျိုးရှိတယ်လူဝင်အားဖြင့်ပေါ့နော်အဲ့ဒီအရာလေးရလွဲလို့အကျန်တဲ့နေရာလေးကွင်းလည်နေအထူးသဖြင့်ဒီ quintet type စစ်ကလည်းဒါပုံထက်နေတာဟိုစကာတယောက်ယောက်ပေါ့နော်တကယ် ဒီထိတ်တန်းကမ္ဘာထိတ်ဆုံးတန်းမှာရှိနေတဲ့ကွင်းလေတိုက်စစ် player နှစ်ယောက်လောက်ကအရင်ကမှထိုင်နေရမဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့အရင်ကတောင်းတနေပြီးတော့ hurricane ရဲ့လက်ရှိခြေစွမ်းဟိုအမြင့်ဆုံးအနေထားတစ်ခုမှာရောက်နေတာပေါ့နော်အဲ့တော့ဒီဟာတွေပေါင်းလိုက်မယ်ဆိုရင်အင်္ဂလန်အသင်းကအရန်ကိုအားကောင်းတဲ့ contender ပေါ့နော်အလက်ရှိအချိန်မှာတော့စပိန်ကနံပါတ်1အဖြစ်သတ်မှတ်ခံထားတယ်အင်္ဂလန်2ပေါ့နော်အဲ့တော့အင်္ဂလန်နီးတူအားကောင်းနေတဲ့အသင်းတွေကလည်းရှိနေအောင်ပြောမှဆိုစပိန်ရှိတယ်အာဂျင်တီးနားရှိတယ် ဘရာဇီးလ်ရှိတယ်အာဂျင်တီးနားရှိတယ်ပေါ့နော်အဲ့တော့ဒီအသင်းတွေကလည်းအင်္ဂလန်နီးတူဟိုအားကောင်းတယ်နီးပြလည်းအားကောင်းတယ်လူစရင်ကလည်းအရင်အားကောင်းတယ်ပေါ့နော်ပြီးတော့ဒီပေါ်တူဂီတို့ရှိမယ်ပေါ့နော်နည်းနည်းလေးအဲနည်းနည်းလေးတော့အင်္ဂလန်ထက်နည်းနည်းလေးလျှော့တဲ့အနေအထားမျိုးလေးရောရှိတယ်လူဝင်အားတော့မဟုတ်နီးပြအရာပေါ့နော်ပြီးတော့ဂျာမနီရှိမယ်ဂျာမနီကတော့နီးပြအရင်ကောင်းတယ်ဒါပေမဲ့လူဝင်အားလည်းနည်းနည်းလျှော့တယ်အဲ့လိုအနေအထားမျိုးလေးဆိုတော့ကျွန်တော်တို့ဟိုရှစ်သိန်းလောက်ရှိနေအောင်ဒီဘိုလူမဲ့အသင်းရှစ်သိန်းလောက်ရှိနေတာဖြစ်တဲ့အတွက်တော့ဟိုရကြင်မရကြင်အတွက်ကကြတော့ ဘလောက်ပဲကောင်းသည်ဖြစ်စေဟိုပြောရတာခက်တယ်ပေါ့เนาะဒါပေမဲ့တေချာလာကလက်ရှိရေပန်းစားမှုနံပါတ်1နဲ့ Titan နဲ့ level ပေါ့เนาะနီးပြအားဖြင့်ရောလက်ရှိကစားနေရကစားပုံအားဖြင့်ရောလူဝင်အားအဖြစ်ရောရှိရလို့ကျွန်တော်ကတော့ဒီတော့ဒါအင်္ဂလန်တင်းက1966ခုနှစ်နောက်ပိုင်းကမ္ဘာဖလားမှာပူဆွဲခဲ့မှုခြင်းမရှိခဲ့တဲ့အစဉ်အလာတစ်ခုကိုဒါလာမဲ့ဒီ2000 26ကဘာဘလာပါအစိုးတက်လည်းမလားဆိုတော့အခုဒါအမေရိကန်ကဘာဘလာကိုပဲစက်ပြီးတော့မတာစောင့်ကြည့်ရဖို့ရှိပါတယ်ဒါ profile အဖြစ်လူဝင်အားအဖြစ်တော့တကယ်ကိုပဲအားရစရာကောင်းတဲ့ပုံစံကိုမြင်ရတယ်ပြီးခဲ့တဲ့ဒါကဘာဘလာခြေစပွဲတွေမှာလည်းသူတဲ့ကို level နှိမ့်နဲ့အသင်းနေနဲ့ကစားရတယ်ဆိုပေမဲ့တကယ်ကိုလူချင်းတဲ့ရလဒ်တစ်ခုလူချင်းတဲ့ကစားပုံတစ်ခုကိုတိစောက်နိုင်ခဲ့ဆိုတော့ဒါအင်္ဂလန်တင်းကတော့လမ်းကြောင်းမှာပေါ့တစ်ခုတော့ရောက်နေပေါ့လေဘူဆွဲနိုင်ခြင်းရှိမရှိဆိုတော့ဒါဆက်ပြီးတော့မစောင့်ကြည့်ရဖို့ရှိပါတယ်ဒီအင်္ဂလန်တင်းနဲ့ပတ်သက်ပြီးတော့မှဒါပြည့်ပြည့်စုံစုံတုံးသက်ပြီးရတဲ့စီတူကိုခြေစုံထုတ်တည်ရှိ ပါတယ်ကျေးဇူးအပ်ပေးခဲ့ကြတဲ့ဆော့ကဟော့ပရိသတ်တူချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ